တောင်ကိုရီးယားကိုရောက်ရှိသွားတဲ့မြောက်ကိုရီးယားနိုင်ငံသားဆက်နှုတ်ပြန်မလာမချင်းစစ်ကြောင်းဆယ်စုနဲ့များစွာကွဲကွာနေတဲ့မိသားစုဝင်တွေနောက်ထပ်ပေါင်းစည်းဖို့မဖြစ်နိုင်ဘူးလို့မြောက်ကိုရီးယားထိပ်တန်းတာဝန်ရှိသူတဦးကဂျွန်လ9ရက်နေ့မှာထုတ်ဖော်ပြောကြားလိုက်ပါတယ်အဲ့ဒီမြောက်ကိုရီးယားနိုင်ငံသားဆန္ဒဟူအားသူတို့ရဲ့သဘောဆန္ဒအလျောက်ဗတ်ပြောင်းလာခဲ့ကြတာဖြစ်တယ်လို့တောင်ကိုရီးယားနိုင်ငံကပြောကြားနေချိန်မှာမြောက်ကိုရီးယားကတော့အဲ့ဒီဆန္ဒဟူဟာပြန်ပြီးဆွဲခံခဲ့ရတာဖြစ်တယ်လို့ဆိုပါရယ် လွန်ခဲ့တဲ့နှစ်ပေါင်း60ကျော်လောက်ကပြီးဆုံးခဲ့တဲ့စစ်ပွဲကြောင့်ကွဲကွာသွားတဲ့ဆွေမျိုးသားချင်းတွေဟာမြောက်ကိုရီးယားကျွန်းဆွယ်နှစ်ချမ်းကွဲတာကြောင့်စိတ်ထိခိုက်မှုဖြစ်ရတယ်လို့ဆိုပါတယ်ကျောင်းကိုရီးယားနဲ့မြောက်ကိုရီးယားဟာဒါရိုက်ဆက်သွယ်မှုမရှိသလိုဖုန်းလိုင်းဆက်သွယ်မှုလည်းမရှိတာကြောင့်ဆွေမျိုးတွေအနေနဲ့တယောက်အကြောင်းတယောက်မသိကြရဘူးလို့ဆိုပါရယ်။မကြသေးခင်ကအကျိတ်နယ်ဆွေးနွေးမှုတွေဇက်တိုက်လှုပ်ဆောင်ခဲ့တာကြောင့်ကျောင်းကိုရီးယားနဲ့မြောက်ကိုရီးယားစစ်မဲဆုံမှာနှွေးထွေးတဲ့ဆက်ဆံရေးရှိလာခဲ့ခြင်း တောင်ကိုရီးယားမှာလူပေါင်း၄၀၀၀ခန့်ဟာမိမိတို့ရဲ့ဆွေမျိုးသားချင်းတွေကိုစေစုနဲ့များစွာအတွင်ပထမဆုံးချိန်တွေ့ဆုံခဲ့ကြရတယ်လို့သိရပါဗျ။ဒါပေမဲ့အဲ့ဒီလိုဆွေမျိုးတွေပြန်တွေ့ကြရတာဟာ2015ခုနှစ်မှာနောက်ဆုံးအကြိမ်ဖြစ်တယ်လို့သိရပြီးမြောက်ကိုရီးယားကအနုမျိုးစမ်းသပ်မှုတွေလှုပ်ဆောင်ခဲ့ပြီးနောက်ပိုင်းမှာကိုရီးယားကျွန်းဆွယ်ဆက်ဆံရေးပြန်လည်တင်းမာလာတာကြောင့်ဆွေမျိုးတွေမတွေ့ရတော့ဘူးလို့သိရပါဗျ။ တောင်ကိုရီးယားလက်ရှိအာဏာရပါတီနဲ့အတိုက်ခံပါတီတွေကတော့ဒုတိယကမ္ဘာစစ်ပြီးဆုံးတဲ့နှစ်ပတ်လည်အထိမ်းအမှတ်ဖြစ်လာမယ့်ဩဂတ်စ်လမှာကွဲကွာနေတဲ့ဆွေမျိုးတွေပြန်လည်တွေ့ဆုံမယ့်အစီအစဉ်ကိုအခုသတင်းတစ်ပတ်အစောပိုင်းမှာသဘောတူညီခဲ့ကြတယ်လို့ဆိုပါရယ်ဒါပေမဲ့မြောက်ကိုရီးယားနိုင်ငံရဲ့ကိုရီးယားနိုင်ငံငင်းချမ်းစွာပြန်လည်ပေါင်းစည်းရေးကော်မတီကတာဝန်ရှိသူကင်ယောင်ချိုင်ကတော့တောင်ကိုရီးယားရဲ့အဆိုပြုချက်ကိုသွေးအေးနေတယ်လို့ဆိုပါရယ် ်လက်ရှိအချိန်မှာတော့နောက်ထပ်ပြဿနာတစ်ခုဟာပုံမှုအရေးပါနေပြီးပိုပြီးအရေးပေါ်ဖြစ်နေပါတယ်လို့ကင်ယောင်ချိုင်ကပြုံရက်မှာ AFP ကိုပြောပါတယ်တရုတ်စားတောက်ဆိုင်တဆိုင်မှာအလုပ်လုပ်နေတဲ့မြောက်ကိုရီးယားနိုင်ငံသား၁၂ဦးကိုတောင်ကိုရီးယားတပ်ဖွဲ့တွေကထိန်းသိမ်းခဲ့တာဖြစ်တယ်လို့သူကဆက်လက်ပြောကြားခဲ့ပါရယ်။သူတို့ကိုချက်ချင်းပြန်လွှတ်ပေးရမယ်လို့ကင်ယောင်ချိုင်းကပြောပါရယ်။အဲ့ဒီမြောက်ကိုရီးယား၁၂ဦးကိုပြန်လွှတ်မပေးမချင်းတောင်နေမြောက်ကကိုရီးယားဆွေမျိုးသားချင်းတွေပြန်ဆောင်မှုမလွယ်ဘူးလို့သူကဆက်လက်ပြောကြားခဲ့ပါရယ်။